မြမရေးတွင်တိတ်တဆိတ်ထိတွေ့ဆက်ဆံမှုထိရောက်ဟုမလေးရှားဝန်ကြီးချုပ်ပြောမြမနိုင်ငံတွင်ဖြစ်ပွားနေသောအကျက်တဲကိုဖြေရှင်းရာတွင်တိတ်တဆိတ်ထိတွေ့ဆက်ဆံမှုသည်ထိရောက်သောအခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်းအာဆီယံအလက်ကျုပ်ကထမလေးရှားဝန်ကြီးချုပ်အန်နဝါဤဘီယာဟင်က ပြောသည်တိတ်ဆိတ်စွာထိတွေ့ဆက်ဆံမှုကအရေးကြီးတယ်ဒီအတွက်လက်နက်ခြေလန်းတွေဟာကျင်းကောင်းကျင်းနိုင်တဲ့ပေါင်းကူးပေးဖို့ရာမှာထိခိုက်လွယ်တဲ့အနေအထားဖြစ်နိုင်လိမ့်မယ်ငင်းကြံရေးအတွက်ဆိုရင်အလန့်ကျယ်တာထက်ဒီလိုထိလွယ်ရှလွယ်ပေါင်းကူးနိုင်တာကပိုကောင်းပါတယ် မှုလေးင်းက46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအဖွင့်မှာစကားနက်ထည့်သွင်းပြောကြားခဲ့ကြောင်းရှက်ဆဲကဖက်ရည်တဲ့သတင်းတွင်ဖော်ပြသည်အလွတ်သဘောအကြံပေးအဖွဲ့ကိုဖွဲ့စည်းခြင်းဖြင့်အာဆီယံသည်အပြုသဘောဆောင်သောခြေလှမ်းများကိုဆောင်ရွက်နိုင်ခဲ့ပြီးမြန်မာနိုင်ငံတွင်တိုးတက်မှုများပြုလုပ်နိုင်ခဲ့ကြောင်းအန်နဝါကဆိုသည်အဆိုပါအဖွဲ့ကိုထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝက်ကဥဆောင်ပြီးဘရူနိုင်းနိုင်ငံမှထက်ကစီစင်ဘေပေါ်တဲဆာနေကမောရီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့အပါအဝင်ဒေတာရင်းကောင်းဆောင်များကထောက်ခံထားသည် မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာရေးတွင်နှစ်ဖက်ဆစ်ဆက်ညှိနှိုင်းမှုများလိုအပ်နေသလိုမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်ခန့်အပ်ရန်ရှိနေပြီးမြန်မာနိုင်ငံတို့ဇွန်လတွင်တွားရောက်မည်ဖြစ်ကြောင်းပြောသည်။အာဆီယံထိပ်သီးဆွေးနွေးပွဲကိုကွာလာလမ်ပူမြို့၌ယမန်နေ့မှဆက်လက်ကျင်းပနေခြင်းဖြစ်ပြီးအစည်းအဝေးတွင်စစ်ကောင်စီကိုစားပြုနိုင်ငံသားရေးအတွင်ဝန်တူဦးတက်ရောက်ရေးကြောင်းသိရသည်။ပုံစံမလေးရှားနိုင်ငံကွာလာလမ်ပူ၌ကျင်းပနေသောအာဆီယံထိပ်သီးအစည်းအဝေးကအထူးပါ။ Like and comment